ပရီးမီးယားလိပွဲစဉ်17တော်တင်းအော့စ်ပါနဲ့မန်ချက်စတာယူနိုက်တက်အပိုင်း1 မင်္ဂလာပါဗျကိုကင်းစတာဖတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ကိုကန့်မှာပရီးမီးယားလိပွဲစဉ်17ရက်ရှယ်ပွဲတစ်ပွဲဖြစ်တဲ့တော်တင်ဟော့စ်ပါနဲ့ယူနိုက်တက်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့သုံးသက်ဆွေးနွေးသွားကြပါတယ်ပွဲကြီးတွေကတော့ထုံးတဲ့တိုင်းပဲကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးဆွေးနွေးမှာပါအဲ့တော့ပထမပိုင်းမှာဒီနေ့တင်ကြားတဲ့ကပရိသတ်တိထားတဲ့ကိန်းကနဲအချက်လက်တီနဲ့အတူကျွန်တော်မြင်မိတဲ့ key points ကိုဆွေးနွေးသုံးသက်သွားမှာဖြစ်ပါတယ်ဒုတိယပိုင်းရောက်ရင်တော့ ပြောင်းလဲလာနိုင်တဲ့အာရှရဲ့အကျော်ပေးမှုတွေနဲ့အတူ viewer ဘိုင်းသုံးသက်ဆွေးနွေးမှုလုပ်သွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ပထမပိုင်းစလိုက်ရအောင်။ဒီပွဲစဉ်ကစနေည9:00နာရီမှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ဒီတစ်ပတ် Premier League ပွဲစဉ်17ရဲ့အစောဆုံးပွဲစဉ်ပရိသတ်ကိုလည်းရင်ခုန်စိတ်လုံရှားမှုအပြည့်အဝဆုံးပေးမယ်ပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်။ Key points တွေဆွဲထုတ်ကြည့်မယ်။စပါအသင်းဒီ Thomas Frank လက်ထက်မှာအရင်တော့ကောင်းတဲ့အခြေအနေတခုတော့ရောက်မလာသေးဘူးလို့ကျွန်တော်ယူဆတယ်။ Thomas Frank ကနည်းနည်းပုံသေးနီးစံနဲ့ နီးပြတယောက်ဖြစ်ပါတယ်။ Brentford အတွင်းကိုင်တွယ်စဉ်အချိန်ကာလတွေက Thomas Frank ရဲ့လူထုပ်ပုံမဲ့ကြီးကြီး၊ Viewer တီဆောက်ပုံမဲ့ကြီးကြီးဒီတပုံစံတဲ့တုံးဆွဲတာကတော့ဒါ Brentford နဲ့လိုက်ဖက်ကောင်းလိုက်ဖက်လိမ့်မယ်။ Tottenham Spurs နဲ့တော့အရင်မလိုက်ဖက်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ Tottenham Spurs ဒီ Brentford level မဟုတ်ဘူးဗျာ။အသင်းတင်း level ထဲမှာထည့်လို့ရတယ် အဲ့အတွက်ကြောင့်တကယ်တမ်းနီးပြတယောက်ရဲ့အာတိတပြင်ပြမှုကနေတစင်းထက်တကယ် switch လုပ်မယ် player switch လုပ်မယ်ဒီလိုမျိုးပုံသဏ္ဍာန်တွေကို player တွေကလိုချင်ကြတယ်သူပြင်မယ် Thomas Frank ကတော့ရှေးရုံးနဲ့နဲ့ဆွဲတယ်ပုံသဏ္ဍာန်ဆန်တဲ့အတွက်ကစားသမားတချို့နဲ့နဲ့ကတောက်ကစပုံစံမျိုးလေးတွေတော့ ဖြစ်ခဲ့တယ်အထူးသဖြင့်ပြီးခဲ့သော Chelsea နဲ့ Lenderda B ပွဲစဉ်မှာ Michael van Nistelrooy နဲ့ဒါ Jaspers Stoke ကလက်ဆွဲနှုတ်ဆက်ခြင်းမပြုဘဲနဲ့ခွင်းထဲကနေထွက်သွားတယ်ပေါ့နော်။နီပြတယောက်အနေနဲ့တော့တော်တော်ခံမင်းစရာကောင်းတဲ့လုပ်ရက်တစ်ခုဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေအရကစားသမား၂ယောက်လုံးကနီပြကိုလာပြီးတော့တောင်းမှန်တယ်လို့ကျွန်တော်တို့သိထားတယ်။အထပါဟုတ်တောင်းမှန်သည်ဖြစ်စေမတောင်းမှန်သည်ဖြစ်စေကျွန်တော်တို့ကစားသမားတွေရဲ့ trust တစ်ခုက Thomas Frank ပေါ်မှာအပြည့်အဝမရှိဘူးဆိုတာမြင်နေရတယ်။ ဒါမဲ့ Thomas Frank ဘက်ကိုပြန်ကြည့်ပြန်တော့လေမင်းတို့ငါ့ကိုဘာအချိန်ပေးရသေးလို့တုံးတဖြည်းဖြည်းချင်းစီပြောင်းလဲမှာပေါ့ငါတည်ငြိမ်တဲ့ Tottenham Spurs အသင်းဖြစ်အောင်เนาะတည်ဆောက်ဖို့အတွက်အချိန်ကာလ အပိုင်းခြားတခုလိုနေသေးတယ်လို့မိကွန်ထောက်ပြလို့ရတယ်ပြောမဲ့တာပြောတာဗျစပားဒီတချို့ရလက်ပိုင်းနေအားရစရာမရှိဘူးဆိုရင်ပဲလက်ခံလို့ရတယ်ဒီဟာဒီဖြတ်တန်းပုံမျိုးကိုကျွန်တော်တို့မြင်ခဲ့ရတယ်အခုနောက်ဆုံးကစားတဲ့ချန်ပီယံလိပွဲစဉ်မှာလည်းသူတို့ဂိုးပြတ်နိုင်တယ်ဒီဂိုးပြတ်နိုင်ကဒါတယောက်ထုတ်ခံထားတာမှာကိုဘီဟေဗင်အသင်းကိုအနိုင်ယူခဲ့တာပါအရှိပွဲတွေမှာတော့ပရီးမီးယားလိမှာရှုံးပွဲကြုံတွေ့ထားရဆိုရင်နိုင်တဲ့နိုင်တဲ့ပွဲမျိုးလေးလေးနိုင်တယ်ဒီနေ့ရာဒီမန်စီးတီးကိုရာဒီအစမှာလည်းနိုင်ခဲ့တာမျိုးလေးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်စပါးကစားသမားရဲ့ င်နဲ့ Thomas Frank ကြားထဲမှာနားလည်မှုအတွက်အချိန်လိုအပ်နေသေးတယ်ဆိုပေမဲ့လည်းတချိန်ချင်းကြာရင်တော့အစင်တိုင်းတာတစ်ခုထိပြေသွားနိုင်တယ်လို့ထင်တယ်။ဒါပေမဲ့ပြန်ပြီးတော့ conclusion ဆွဲရမယ်ဆိုရင်ကျွန်တော်ကအချိန်ပေးရမယ်အချိန်ပေးရမယ်လို့သာပြောနေတယ်။လက်ရှိချိန်ကတော့ဘာလဲပေါ့။လက်ရှိချိန်က တော်တင်ဟော့စ်ပါတင်းဒီအရင်တည်ငိမ်နေတဲ့ level မျိုးတစ်ခုမှာတော့ရှိမနေသေးဘူး United အနေနဲ့အဲ့ဒီအပိုင်းကိုအခွင့်အရေးအဖြစ်မိမိရအသုံးချတတ်ဖို့လိုတယ် Thomas Frank နဲ့တော်တင်ဟော့စ်ပါတို့ပူးပေါင်းတဲ့အချိန်နဲ့ Ruben Amorim နဲ့ United တို့ပူးပေါင်းတဲ့အချိန်တောင်မှ Amorim ရဲ့ United ကိုပူးပေါင်းတာကြာပြီတဖြည်းဖြည်းချင်းစီနဲ့ကစားသမားတွေဒီ Ruben Amorim ရဲ့ view အပိုင်းမှာလိုက်လျောညှိထွေမှုဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အခု United တည်ထားတဲ့ line နဲ့အခင်းချင်းမှာဒါတာကျွန်တော်တယောက်တည်းအမြင်ပေါ့နော်အရင်က United နဲ့ပြောင်းလဲမှုတွေ များကြီးရှိတယ်။ထားပါတော့အရင်ကတကယ်ဝင်းကားတွေဖြစ်သုံးခဲ့ရတာနေအခုကျွန်တော် AM 2ယောက်သုံးတယ်။အဲ့ဒီ AM 2ယောက်ကနေ ခါလီကျရင်ဝင်းဘတ်တွေနဲ့နေရာချင်း positional rotation လုပ်တယ်ပေါ့ဗျာဝင်းဘတ်တွေအဖြစ်တုံးတဲ့ကစားသမားတွေကလည်းအရင်တော့လိုမျိုးတာမန် traditional fullback တွေမဟုတ်ဘဲနဲ့ yoke cutting side တွေပဲတင်ရတာမဟုတ်ဘဲနဲ့တကယ် inverted wing back ပုံစံမျိုးအထဲထဲဝင်ချိုးရတာရှိတယ် AM နဲ့ wing back တွေချိန်ပြီးစောရတဲ့ပုံတံမျိုးလေးတွေရှိတယ်အခုလည်းမှာဆိုရင်လည်း midfield duo ပုံစံပေါ်ပေါ်တယ်ပေါ့နော်ဒါတွေထက်ကျွန်တော်အဓိက Amorin ရဲ့ အပြောင်းလဲဆိုရင်ကျွန်တော်တို့3 bet လို့ပဲအဲ့ဒီ3 bet ဒီကျွန်တော်မြင်ခဲ့ဘူးတဲ့တခြားသော3 bet တွေနဲ့အနည်းငယ်ကွဲလွဲတယ်3 bet တွေလို့ဆိုတဲ့နေရာမှာဗျာကျွန်တော်တည်တည်ကြာကြာလေ့လာပြီးမှတ်မိနေတာကထားပါတော့ Thomas Tuchel တို့ Antonio Conte တို့ရဲ့ 3 bet ပေါ့နော်ကိုအားပေးတဲ့အသင်းကိုတော့ကိုတေးချမှတ်မိတယ်တခြား3 bet တွေကိုတော့ကျွန်တော်အထူးတလဲတော့ပြောမနေတော့ပါဘူးအဲ့ဒီ3 bet တွေနဲ့ Amorin 3 bet ဘာကွာလဲဆိုတော့သူက CCB ကိုတေးချသုံးတယ်ဗျ CCB ဆိုတာဂိုးသမားရှေ့မှာနေတဲ့ defender တယောက် position ပေါ့နော် now libero ပုံစံသုံးတယ် libero ဆိုတာတခါလီကြရင်အဲ့ဒီ SCB RCB ရဲ့ရှေ့ထိ Matthias Delic ကတက်သွားနိုင်တဲ့ပုံစံမျိုးအဲ့ဒီ tactical switch ပုံစံကတော့နည်းနည်းရှားတယ်များသောအားဖြင့် CCB နေရာမှာ sweeper ပုံစံနေပြီးတော့ delic ကစားပြီးအဲ့ဒီ RCB SCB ကစားသမားနှစ်ယောက်က ကကွေးလယ်ယာမစ်ဖီဂျူကစားသမား2ယောက်ကို support လုပ်ပြီးတော့ high press ပေးတဲ့ပုံသဏ္ဍာန်ဒီလုံးဝ United နဲ့အရင်တော့မတူညီတော့အဓိကအပြောင်းလဲလို့ကျွန်တော်ယူဆတယ်ကျွန်တော်ဒီဘိုင်းကိုဘာကြောင့် key points ထဲမှာထည့်ပြောနေလဲဆိုတော့ United ရဲ့အခု ACB RCB ကစားသမားတွေကအဲ့ဒီအပိုင်းကိုတဖြည်းဖြည်းချင်းစီနားလည်လာတယ်တခုတော့ရှိတာပေါ့ဗျာ Euro က Nottingham Forest နဲ့ပွဲမှာမကောင်းခဲ့ဘူးလူကပ်ပုံညံ့တယ်ခန်းစစ်ကစားတဲ့ပုံလိုတယ်စသဖြင့်ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့ဘယ်ခန်းစစ်ကစားသမားမှဆွမ်းဆောင်ရေးပိုင်းမတိငိမ့်နေပါဘူးတပွဲတလေတော့ထဖောက်ပါတယ် ဟိုအသင်းလိုက်ဟန်ချက်နဲ့လည်းအနည်းနဲ့အများမူတည်တယ်ပေါ့နော်ထပ်ပါတော့အာစတင်ရဲ့နောက်ခံကစားသမားတွေထဖောက်ရင်တော့မှသူ့ရဲ့ဟန်ချက်ကြီးကကောင်းတဲ့အတွက်ထဖောက်ခံလို့ရတယ်ယူနိုက်တက်ရဲ့ဟန်ချက်ကအခုမှပြန်လဲတိဆောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့တပွဲတလေလိုအပ်ချက်ရှိတာတော့သွားထောက်ပြလို့မရဘူးထပ်ပါပြောချင်တာအဲ ACB RC ကစားသမားတွေရဲ့ကစားပုံပါနက်လာမှုက သင်းလုံးရဲ့ဟန်ချက်ကိုအများကြီးအားကောင်းလာစေတယ်လို့ကျွန်တော်ယူဆပါတယ်။နောက်အရေးကြီးဆုံး key points ဒါတော့မဖြစ်မနေသိသင့်တယ်။ကျွန်တော်ဒီ key points ပြောရင်းကနေဒါ first day ကိုဆွေးနွေးတဲ့အခန့်ကဏ္ဍလေးကိုကျွန်တော်ထပ်ဆက်မယ်နော်။အဲ့ဒီအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ နောက်ဆုံး6ကြိမ်ထိတိုက်တွေ့ဆုံမှုမှာမန်ယူနိုက်တက်အသင်းဒီတော်တင်ဟော့စပါကိုတကြိမ်တခါမှမနိုင်ခဲ့ဘူးအဲ့ဒါကြီးကတော့ကျန်းတယ်ဗျာဆိုတော့လက်ရှိအချိန်မှာလည်းနိုင်ဖို့လောက်ထိယူနိုက်တက်အင်အားရှိမနေဘူးဒီတမိုင်းစင်လာကြီးကလည်းယူနိုက်တက်အနေနဲ့တော်တော်စိုးရင်စရာကောင်းတဲ့တမိုင်းစင်လာမျိုးဖြစ်နေတယ်ကျွန်တော် first တူတိတိပပပြောပြပေးမယ်နောက်ဆုံး6ကြိမ်မှာစပါက5ကြိမ်နိုင်ပြီးယူနိုက်တက်ကတကြိမ်ပဲတည်ကစားထားနိုင်တယ်ကျန်တဲ့၄ကြိမ်လုံးယူနိုက်တက်လုံးဝအနိုင်မရခဲ့ဘူးပြီးခဲ့တော့ဘောလုံးရာသီ တော်ယူရီယာဖိုင်နယ်မှာစပါးနဲ့တွေ့တယ်ရှုံးသွားတယ်တော်တော်အရှုံးနာတဲ့ပွဲဗျာဘာပြောပြီးခဲ့တဲ့ရာသီတုန်းက လားတလုံးရလိုက်မယ်ဆိုရင်ဒါမစိုးဘူးနော်တော်တော်စပါတော့အဲ့ဒီအခွင့်အရေကိုအမိကပုတ်ထုတ်သွားနိုင်တယ်ဒါအပြင် ပြီးခဲ့တော့ဘောလုံးရသည်ဒုတိယအကြော်တုံးကစပါခွင့်မှာ1-0နဲ့အနိုင်ရခဲ့ပြီးပထမအကြော်တုံးက United ခွင့်မှာ3-0နဲ့နိုင်ခဲ့တယ်ဒါအပြင် EFL မှာလည်း Tottenham Hotspur ကို4-3နဲ့ထတ်ရှုံးတယ်အဲ့ဒီရှုံးခဲ့တဲ့၄ပွဲဒီအခုနောက်ဆုံးဒရဇက်ထိတ်တိုက်တွေ့ဆုံထားတဲ့ပွဲစဉ်၄ပွဲဖြစ်ပါတယ်အဲ့တို့ကြောင့်ဒီဟတ်တူဟဲကြီးက United အသင်းအတွက်တော့အိမ်မက်ဆိုးကြီးတစ်ပွဲဖြစ်နေမှာအသေးချာပဲโอเคအကျွန်တော် တို့နောက်တဲ့တစ်ပိုင်းပေါ့နော်တော်တင်ဟော့စပါရဲ့အခုနောက်ဆုံး current form ကျွန်တော်ရှင်းပါလေးပြောပြီးအရန်ကြီးတော့မကောင်းဘူးဒါပေမဲ့လက်ခံလို့ရတဲ့အခြေအနေမျိုးလေးရှိတယ်နှစ်ပွဲနိုင်တစ်ပွဲတည်းသုံးပွဲရှုံးတာလေရှုံးတဲ့ပွဲတွေကအသင်းကောင်းတွေကိုရှုံးတာဖြစ်ပါတယ် Chelsea Newcastle Aston Villa ဟောပါအဲ့သူ United နိုင်တဲ့ပွဲတွေကတော့စပါးအနေနဲ့ရအောင်အနိုင်ယူထားတယ်ထပ်ပါတော့အခုနောက်ဆုံး Copenhagen ကို၄ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲရှိမယ် Everton ကို၃ဂိုးပြတ်မာစီဆိုင်မှာနိုင်ခဲ့တာတွေရှိမယ် ဆိုတော့လက်ရှိ Carrefour အရင်တော့မကောင်းဒါပေမဲ့လက်ခံလို့တော့ရတယ်။ United အနေနဲ့အခုနောက်ဆုံးကစားရတဲ့6ပွဲက၄ပွဲနဲ့2ပွဲတည်း2ပွဲရှုံး။ရှုံးတဲ့ပွဲက Brentford ကိုရှုံးတဲ့ပွဲဖြစ်ပြီးအဲ့နောက်ပိုင်းမှာ United ရှုံးပွဲလုံးဝမရှိတော့ပါဘူး။လက်ရှိ Carrefour ကတော့ United ပိုကောင်းနေတယ်လို့ပြောနိုင်ပါတယ်။ Spurs တင်းရဲ့အင်ကွင်း6ပွဲသက်ရလာရတော့3ပွဲနိုင်2ပွဲတည်း2ပွဲရှုံးဖြစ်ပါတယ်။အရင်ကတော့မကောင်းနေဘူး။အင်ကွင်းမှာလည်းရှုံးလေးရှုံးတာရှိတယ်။ United ကတော့ ပိုဆိုးတယ်အဝေးကွင်းစွမ်းဆောင်ရင်ဒီရဒီမှာတော်တော်လေးအဆင်မပြေပါဘူး6ပွဲစားရတဲ့နေရာမှာတပွဲနိုင်3ပွဲတည်ကြပြီးနှစ်ပွဲရှုံးတာတယ်နိုင်တဲ့ပွဲကလည်းသူတို့လီဗာပူးကိုနိုင်တာဗျနည်းနည်းတော့ကြောင်တော့ဖြစ်တယ်ပေါ့နော်အသင်းကြီးတွေကိုနိုင်ရင်လည်းကောက်နိုင်တဲ့ပုံစံမျိုးလေးတွေတော့ကျွန်တော်တို့စိတ်ထဲမှာမှတ်ထားရလိမ့်မယ် Okay အဲ့တော့အပိုင်း1မှာကျွန်တော်ဆွေးနွေးသွားတာလေးတွေကလုံလောက်မှုရှိသွားတယ်လို့ထင်တယ်အပိုင်း2ရောက်ရင်ကျွန်တော်ညီကိုဝင်နဲ့ကျွန်တော်တူတူပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျအခုတော့ခဏတာနှုတ်ဆက်ပြရသည်